တောင်ပြည်ထဲကမိုးကုတ်မိုးမိတ်မိုင်းလုံးနမ်တူတီဘောနမ်ဆန်နမ်ခမ်မန်တုံနဲ့မူဆယ်မြို့နယ်တို့မှာတောင်ပြည်ရဲ့မြို့နယ်ရဲ့တပ်ဖွဲ့တွေကစက်တင်ဘာလတလအတွင်းမြို့ရဲစေဝါရောင်းဝယ်သူ6ဦးနဲ့သုံးဆွဲသူ43ဦးကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။အဲ့ဒီလိုမြို့ရဲစေဝါရောင်းဝယ်သုံးဆွဲသူတွေကိုဖမ်းဆီးရမှာနမ်တူမြို့နယ်ထဲက10ဦး မန်တုံမြို့နယ်ထဲက7ဦးမူဆယ်မြို့နယ်ထဲက2ဦးတိဘောမြို့နယ်ထဲက2ဦးနမ်ခမ်မြို့နယ်ထဲက7ဦးနမ်ဆန်မြို့နယ်ထဲက8ဦးနဲ့မိုင်းလုံမြို့နယ်ထဲက2ဦးတို့ကိုဖမ်းဆီးရမိခဲ့တာဖြစ်ပြီးတော့မိုးကုတ်မိုးမိတ်မြို့နယ်တို့မှာတော့2ဦးစီဖမ်းဆီးရမိခဲ့ပါတယ်။မြို့ရေးစေဝါရောင်းဝယ်တုံးဆွဲတဲ့သူတွေစီကနေဘိန်းဖြူဘိန်းမဲနဲ့စိတ်ကြရွတ်တွတ်စေပြားလို့ခေါ်တဲ့ယာမစေပြားတွေ သိမ်းဆီးရမိခဲ့တာဖြစ်ပြီးငွေသားတစ်ချို့အပြင်ဆိုင်ကယ်ဖုန်းနဲ့မူရစေဝါးနဲ့ဆက်ဆက်တဲ့ပစ္စည်းတွေကိုသိမ်းဆီးရမိခဲ့ပါတယ်။တအောင်ပြည်အတွင်းမူရစေဝါးရောင်းဝယ်သုံးစွဲသူတွေကိုတအောင်ပြည်ရဲ့တပ်ဖွဲ့ကလိုက်လံဖမ်းဆီးနေပါတယ်။ဖမ်းဆီးရမိတဲ့သူတွေကိုမူရစေဝါးတိုက်ဖြတ်ရေးဥပဒေနဲ့အညီအရေးယူသွားမှာဖြစ်ပြီးအကျင့်ဇာရိတပြုပြင်ရေးစခန်းကိုပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဩဂတ်လတလအတွင်းမှာလည်း တောင်ပြည်အတွင်မူရစေဝါရောင်းဝယ်တုံးဆွဲသူ23ဦးကိုတောင်ပြည်တပ်ဖွဲ့ကဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်ရှင်။ကျမလွေးပူပူပါ။